ရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့မြန်မာပြည်သက်ဒီနေ့နဲ့ဒီနေ့ည9:00နာရီမှာဆိုရင်မြန်မာ Fighter 3ပါဝင်ထိုးသတ်မဲ့1 Friday 5 112ပြိုင်ပွဲကြီးကိုကြည့်ရတော့မှာဖြစ်ပါတယ်အဲဒီပြိုင်ပွဲမှာမြန်မာကိုစားယူ Fighter 3ယောက်ထိပါဝင်ထိုးသတ်သွားမှာဖြစ်ပါတယ်1 Championship မှာကလကဖွင့်မဲ့စောမင်းမင်းမြန်မာ Fighter မိုးထောင်နဲ့သွေးလင်းထက်တို့ကပါဝင်ထိုးသတ်သွားကြမှာဖြစ်ပါတယ် ဆောမင်းမင်းက Aussie Fighter Joe Strobridge နဲ့ရင်ဆိုင်ထိုးသက်ရမှာဖြစ်ပါတယ်။ Aussie Fighter ကလည်းလက်ရှိမှာ One Championship မှာပထမဆုံးအဖွဲ့ဝဲထိုးသက်မဲ့ Fighter ဖြစ်ပါတယ်။ဆောမင်းမင်းကလက်ရှိချိန်မှာ Bokki Dai ရဲ့ခြေမှာတော့1.71နဲ့အထက်ခြေပေါက်နေပါတယ်။ Joe Strobridge ကတော့2.06နဲ့ Bokki Dai ကအောက်ခြေပေးထားပါတယ်။အမှတ်ဆုံးပြည့်တိရောက်မယ်ဆိုရင်1.85နဲ့ပေးထားပြီးအမှတ်ဆုံးပြည့်တိမရောက်ဘူးဆိုတဲ့နေရာမှာတော့1.72နဲ့ပေးထားပါတယ်။ ဒီအခြေအနေကိုသုံးသပ်ရရင် DJ ကဘာမှဆိုဖြစ်သွားနိုင်နေဆိုပြီးပွဲတစ်ပွဲကိုသတ်မှတ်ထားတာဖြစ်ပါတယ်။ဆောင်မင်းမင်းနေနဲ့နိုင်နိုင်ကြီးပုံများတယ်လို့ပြောနေသည့်တိုင်အောင်ဒိုင်းဆုံးဖြတ်တဲ့ရောက်မှလည်းအနိုင်ရနိုင်သလိုအလဲထုံးနဲ့အနိုင်ရနိုင်တဲ့ဆိုတဲ့အရာကိုကြီးဖွင့်လာတာတွေ့ရပါတယ်။ဆောင်မင်းမင်းကတော့လက်ရှိထိမှာအထက်ကြီးပေါက်နေပါတယ်။ဆောင်မင်းမင်းကတက်ကနစ်ကောင်းတဲ့ fighter ဖြစ်တဲ့ကြောင့်မလို့တမတ်ပြိုင်မဲ့ fighter ကိုဘလို့နည်းနဲ့ကစားသွားမလဲဆိုတာပဲကျွန်တော်တို့ပြည်သက်တွေနေနဲ့စောင့်ကြည့်သွားရမှာပါ။ ။စောမင်းမင်းရဲ့ပေါ်ရမြန်မာစံနှုန်းချင်း၈နိုင်ဝင်းချင်းမှာထိုးသက်ရပွဲရှိနေပါတယ်။ International Main Event ညမှာယင်ဆိုင်ထိုးသက်သွားမယ့်မိုးထောင်ကတော့ Time Fighter Compound 9နဲ့ယင်ဆိုင်ထိုးသက်သွားရမှာဖြစ်ပါတယ်။ပြည်သက်အလုံးသိပြီးတဲ့အတိုင်းပဲ Compound 9ဆိုတာမြန်မာ Fighter တွေနဲ့စိမ့်တဲ့ Fighter မဟုတ်ပါဘူး။ပီဂရီအဘလာကမှာဆွန်ရက်ကိုအနိုင်ပြထားတဲ့ဖိုင်တာဖြစ်သူသူရဲ့အကိုဖြစ်သူဆက်ဆန်ကလည်းမြမကုံဆောင်ဖိုင်တာကြီးဆိုလင်းကိုအနိုင်ပြထားတဲ့ဖိုင်တာဖြစ်ပါတယ် ဒါကြောင့်မလို့ combo 9အတွက်မြမဖိုင်တာတွေသူနဲ့စင်ကားနေတဲ့ဖိုင်တာမျိုးမဟုတ်ပါဘူးမိုးထောင်အတွက်ကတော့ဒီပွဲကလက်စားချေရမယ်ပွဲဖြစ်ပါတယ်မြမဖိုင်တာဖြစ်တဲ့ Sonra ကို combo 9ကအနိုင်ပြထားသလိုသူ့ရဲ့အကူဖြစ်သူကလည်းကျွန်တော်တို့မြမ UR လောက်ဝအချောမဖိုင်တာကြီးကိုဆိုးလင်းကိုအနိုင်ပြထားပါတယ်မိုးထောင်အနေနဲ့ combo 9ကိုဘလို့လက်စားချေပြမလဲဆိုတော့စောင့်ကြည့်ရမှာပါမိုးထောင်ကတော့စရာတက်ကြွနေတာတွေ့ရပါတယ် time fighter combo နိုင်ကတော့သူ့အနေနဲ့မိုးထအောင်ကိုလက်သေးချင်းရှင်ထိုးမှာမဟုတ်ပဲနဲ့အမှတ်ယူစားသွားမှာဖြစ်ကြောင်းပေါ်တင်ပြောဆိုထားပါတယ်။မိုးထအောင်အနေနဲ့လည်း combo နိုင်ရဲ့ technique တွေချာမှာဘယ်လိုရှင်ပြတ်သွားမလဲဆိုတာစောင့်ကြည့်ရမှာပါ။ Poki Dai နေကတော့မိုးထအောင်ကို3.185နဲ့အောက်ကျင်းကိုပြင်းပြင်းကြီးပေးထားပါတယ်။ time fighter combo နိုင်ကတော့1.33နဲ့လုံးဝနိုင်မယ်လို့ကိုတွတ်ဆထားတာပါ။အမှတ်ဆုံးဖြတ်တိရောက်မဲ့နေရာမှာဆိုရင်တော့ 1.85နဲ့ပေးထားပြီးအမှန်ဆုံးမြတ်မရောက်ဘူးဆိုရင်တော့1.75နဲ့ပေးထားပါတယ်။အမှန်ဆုံးမြတ်ရောက်မယ်မရောက်ဘူးဆိုတာကတော့တေချာတိတိကျကျမသိနိုင်ဘူးဆိုတဲ့ပုံစံနဲ့ကိုခြေဖွင့်ထားတာတွေ့ရပါတယ်။အနိုင်ရှုံးမှာတော့ဘူဂီတိုင်းနေကမောထအောင်ဘက်မှာမရှိနေပါဘူး။ထိုင်းဖိုင်တာခွန်ပေါ်နိုင်ဘက်မှာပဲအလေးတားနေပါလေ။မောထအောင်နေတဲ့ဘလို့ခင်းနေပြောင်းတဲ့ဆောင်းသွားမလဲဆိုတော့ပဲစောင့်ကြည့်ရမှာပါ။ time fighter combo နိုင်ကတော့မိုးထအောင်ကိုတူထိုးကိုတူရှင်မထိုးပဲနဲ့အမှတ်ယူကစားသွားမယ့်အကြောင်းကိုအခုလိုမျိုးပွဲချုပ် interview မှာပြောဆိုသွားခဲ့ပါတယ်။မိုးထအောင်ကသူ့ကြိတ်ကိုကြီးနဲ့ရှင်ထိုးပြခြင်းနဲ့သူဖြစ်ပါတယ်။ဒီကောင်ကတကယ်ရုပ်ပိုင်းဆိုင်ရာမှာလည်းခံနိုင်အတော်မြင်ပါပါတယ်။တိုက်စစ်ကိုဒီတိုင်းဖွင့်ဝင်လာတဲ့အခါကျွန်တော်အနေနဲ့သတိထားဖို့လိုမယ်ထင်ပါတယ်။ကျွန်တော်ကတော့သူနဲ့ရှင်မီနင်းလားငါလားထိုးသွက်သွားမှာတော့မဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ဒီမြန်မာဖိုင်တာတွေကတကယ်ကိုအကျော်မာတဲ့ဖိုင်တာတွေပါ။ ကျွန်တော်ရဲ့အားသာချက်ကကျွန်တော်က speed ပိုကောင်းပါတယ်။ရွှေလျားမှုပိုင်းမှာလည်းလှည့်ပတ်ရင်းနဲ့အေးအေးဆေးဆေးထိုးပြနိုင်ပါတယ်။ပြီးတော့ fight and you ပိုင်းနဲ့ပွဲအခင်းချင်းပေါ်မှာကျွန်တော်ကပိုသားမယ်ထင်ပါတယ်။မြန်မာ fighter အများစုက fight and you မရှိကြပါဘူး။ကျွန်တော်ကတော့အဲ့ဒီနေရာမှာပိုသားပြီးကောင်းကောင်းဒီပွဲကိုညှိယူစားနိုင်စေရှိပါတယ်။ကျွန်တော်အနေနဲ့သူ့ထိုးတဲ့ပွဲတွေကိုကြည့်ရတဲ့တော့မိုးထအောင်မကအကြမ်းကောင်းနေတဲ့နီးစနစ်မျိုးမရှိပါဘူး။ထူးခြားနေတာမျိုးကျွန်တော်မတွေ့ရပါဘူး။သူကကျွန်တော်စီကိုတင်းတယ်ကြီးဝင်ချမ်းမာတော့သိနေပါတယ်။ ူနဲ့တင်ထိုးဖို့စိတ်ကူးမရှိပေမဲ့ပွဲကတော့တကယ်ချီကောင်းဝင်ဆိုတာပရိသတ်တွေကိုရဲကြီးအာမခံထားရဲပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ကလည်းတစ်ဖက်ကကျင်းပြလာမယ့်အချိန်ဆိုကျွန်တော်ကလည်းအပြန်ဆိုင်ကျင်းပြခြင်းနဲ့ကောင်းပါကျွန်တော်ရဲ့အတွေ့အကြုံတွေ 5IG ကိုတုံးပြီးဒီပွဲမှာအကောင်းဆုံးကြိုးစားသွားမှာပါ။တေးကြတာတခုကတော့ပြိသက်တီနေနဲ့လုံးဝစိတ်ပျက်စေရမှာမဟုတ်ပါဘူးဆိုပြီးတော့ Time Fighter Component ကပွဲကြုံအင်တာဗျူးမှာပြောဆိုသွားခဲ့တာဖြစ်ပါတယ်။အမတ်ပြိုင်မဲ့ Fighter ဖြစ်တဲ့ ခွန်ဖော်နိုင်ကတော့သူ့အနေနဲ့မိုးထောင်ကိုအကောင်းဆုံးထိုးပြသွားမယ်လို့ကြုံဝါထားပါတယ်။ဘလို့ခင်းညင်းနဲ့တည်ဆောင်လာမလဲဆိုတော့မကြခင်အချိန်တွေမှာဖြစ်ပေါ်လာတော့မှာဖြစ်ပါတယ်။မိုးထောင်အနေနဲ့ခွန်ဖော်နိုင်ရဲ့ဂိမ်းပလန်အောက်မှာကြာရှုံးသွားမလား။ခွန်ဖော်နိုင်ရဲ့ဂိမ်းပလန်ကိုအကောင်းဆုံးထုတ်ပြန်သွားမလားဆိုတော့မကြခင်မှာကြည်ရတော့မှာပါ။မိုးထောင်ကတော့သူ့အနေနဲ့ time fighter ကိုအကောင်းဆုံးပုံစံနဲ့အလဲထိုးပြမယ်လို့ကြုံဝါထားပါတယ်။ဘလို့ခင်းင်းနေဖြစ်လာမလဲဆိုတာဆက်လက်ဆုံးကြည့်သွားကြရအောင်ပါပြည်သက်များခင်ဗျာ။ မြန်မာကိုစားပြု fighter သွေးလင်းထက်ကတော့ time fighter creeper နဲ့ရင်ဆိုင်ထိုးသက်သွားရမှာဖြစ်ပါတယ်။ time fighter ကအရင်ကြီးမာတဲ့ fighter မျိုးတော့မဟုတ်ပါဘူး။ဒါပေမဲ့ time fighter ကလည်း technique ကောင်းကောင်းနဲ့ကစားတတ်ပါလေ။ကျွန်တော်တို့မြန်မာ fighter တွေမှာ twin link ထက်ကလည်း technique အတော်ကောင်းတဲ့ fighter လို့ဆိုရမှာပါ။သူရဲ့ပွဲတွေကိုကြည့်မယ်ဆိုရင် twin link ထက်ကတမက်ပြိုင်မဖြစ်တဲ့ time fighter တွေကိုအမှန်အဆုံးပြတဲ့အနိုင်ယူထားတာတွေ့ရပါလေ ဝမ်ချမ်ပီယံရှစ်မှာလည်း၄ပွဲထိုးသတ်ထားပြီး၃ပွဲနဲ့တပွဲရှုံးရလဒ်ဆိုတဲ့ရလဒ်ကောင်းတစ်ခုကိုပိုင်ဆိုင်ထားနိုင်တဲ့မြန်မာဖိုက်တာဖြစ်ပါတယ်။သွေးလင်းထက်နေတဲ့ဒီပွဲမှာဘလို့အခင်းကြီးတွေသက်ဆောင်လာမယ်ဆောင်ကြည့်ရမှာပါ။ပြိုင်မဲ့ fighter ကသူ့လောက်တော့မာကုန်မရှိပါဘူး။ဒါကြောင့်မို့သွေးလင်းထိုင်အနေနဲ့ပြိုင်မဲ့ fighter ကိုလက်သီးထိုးချက်တွေနဲ့ထိထိမိမိထိုးတက်နိုင်မယ်ဆိုတော့နိုင်မွေးအနိုင်ရမှာဖြစ်ပါလေ။သွေးလင်းထက်ကိုတော့ bogey တိုင်းက2.14နဲ့အောက်ကျေးပေးထားပါတယ်။ ဒါပေမဲ့ပြိုင်ပွဲဖြစ်တဲ့ Time Fighter ကိုတော့1.67နဲ့အပေါ်ကြီးပေးတာပါလေ။ခြေနေထားရတော့ရန်နင်းကွာဟလုံးနေတာမျိုးတော့မဟုတ်ပါဘူး။တို့ပေမဲ့ Pokey Dai တွေကတော့ဒိုင်းအဆုံးပြည့်ရောက်မယ်ဆိုရင် Time Fighter ကအနိုင်ရနိုင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ခြေဖွင့်ထားတာပါ။ဒါပေမဲ့အဆုံးပြည့်တွေရောက်မယ်ဆိုရင်တော့1.8နဲ့ခြေဖွင့်ထားပြီးအမှတ်အဆုံးပြည့်တွေမရောက်နိုင်ဘူးဆိုတာကိုတော့1.9နဲ့ခြေဖွင့်ထားပါတယ်။ဒါကြောင့်မလို့ဒီပွဲကလည်းဘာမှမဆိုဖြစ်သွားနိုင်တဲ့ပွဲလို့ပဲသတ်မှတ်ရမှာပါ။ ွေလင်းထက်ကလည်းပြိုင်မဖိုင်တာကိုအမှတ်ဆုံးပြရောက်မှအနိုင်ယူတတ်တာဖြစ်တဲ့အကြောင်းမလို့ဘလို့အခင်းချင်းနေဖြစ်လာမလဲဆိုတာစောင့်ကြည့်ရမှာပါ တကယ်ကိုရင်ခုန်စရာကောင်းပါလေသွေးလင်းထက်အနေနဲ့ဒီပွဲမှာလည်းနိုင်ပွဲပုံဖော်နိုင်ခဲ့မယ်ဆိုရင်ဝမ်းချမ်းမြေရှိပါရက်ကော့ကောင်းတစ်ခုကိုမှတ်တမ်းနေရေးထိုးထားနိုင်အောင်မှာဖြစ်ပါလေသွေးလင်းထက်ကိုလည်းတကယ်ကိုနိုင်စေချင်ပါလေဘလို့အခင်းချင်းနေဖြစ်လာမလဲဆိုတော့ဒီနေ့ညပိုင်းမှာစောင့်ကြည့်လိုက်ကြရအောင်ပါခင်ဗျာ ကျွန်တော်မြန်မာကိုစားပြု Fighter 300ပါဝင်ထိုးသမဲ့1 Friday 5 112ပြိုင်ပွဲကို1 Championship ကဒီနေ့ညမြန်မာစံတော်ချိန်ည9:00နာရီချိန်မှာစတင်ကျင်းပသွားတော့မှာဖြစ်ပါတယ်ဆောင်မင်းမင်းရဲ့ပွဲရှိတဲ့ဒွဲဆိုင်နေရာမှာဖြစ်တဲ့ကြောင့်မလို့၈နိုင်ဝင်းချင်မှာထိုးသက်ရပွဲရှိပါတယ်။မိုးထောင်ကတော့ International Main Event နေရာမှာထိုးသက်မှာဖြစ်တဲ့ကြောင့်မလို့၉နိုင်ဝင်းချင်မှာကြီးရပွဲရှိနေပါတယ်။သွေးလင်းထက်ကတော့ဒုတိယကောင်ပွဲနေရာမှာရင်ဆိုင်ထိုးသက်ရမှာဖြစ်တဲ့ကြောင့်မလို့မြန်မာဆန်လုံးချင်းည၁၀နိုင်ခွဲဝင်းချင်မှာကြီးရပွဲရှိနေပါတယ်။ ြန်မာကိုသားပြု fighter 3ယောက်နေနဲ့ဘလို့အခင်းချင်းတွေတယ်ဆောင်လာမလဲဆိုတာရင်ခုန်ကြည့်ကြရအောင်ပါခင်ဗျာပြိသက်တွေနေနဲ့ရောဒီနေ့ညမှာထိုးသက်မယ်မြန်မာ fighter 3ယောက်နေနဲ့ဘလို့ရလက်တွေတယ်ဆောင်လာမလဲလို့ထင်မြင်ယူဆမိပါတယ်လေမိမိတို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်း comment မှာဝင်ရောက်ဆွေးနွေးပေးကြလို့ရပါတယ်ခင်ဗျာကျွန်တော်တို့မြန်မာကိုသားပြု fighter ထိုးသက်မယ်မြန်မာ fighter 3ယောက်လုံးနဲ့အကောင်းဆုံးအလေးထုတ်နိုင်မှုတွေရရှိပြီးဘောနဲ့စူဂျီတွေပါတိမ့်ပိုက်နေပါစေလို့ကျွန်တော်တို့ channel ကစုမုံကောင်းတောင်းပေးပါတယ်ခင်ဗျာ ပွဲပြီးသွားရင်လည်းပွဲပြီးသုံးသက်ချက်အကြောင်းအများကိုထပ်မတင်ဆက်ပေးပါဦးမယ်ခင်ဗျာဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲဒါမင်းဒီမှာလည်း MMA လောကနဲ့အာကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသေး subscribe လုပ်သွားကြဖို့တောင်းဆိုပြရစေခင်ဗျာအားလုံးပဲတာပြောရှင်မကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ